စနေသားသမီးများနဲ့ကျမမိတ်ဆွေများအလုံးမင်္ဂလာပါရှင်နော်စတနာပိုင်းအတွက်ကိုစနေသားသမီးများအတွက်အထူးဟောပြောမျှဝေပေးမှာဖြစ်ပါတယ် ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများအစားဆုံးလေးကြည့်ရှုပေးပါစနေသားသမီးများဒီ7လပိုင်းမှာဆိုရှင်အင်္ဂါတနင်္ဂနွေပုတ်တဘူးအဲ့လိုနေသားသမီးမျိုးနဲ့အတိုက်ခံအဖြစ်တဘောမျိုးတွေရှိပါတယ်အဲ့တော့စတူစည်းဝါးတွေပူပေါင်းဆောင်ရွက်တာမျိုးတွေကအထူးရှောင်ရမှာဖြစ်ပါတယ်အင်္ဂါသားသမီးတနင်္ဂနွေသားသမီးပုတ်တဘူးသားသမီးဒီလတွေထဲမှာ ပူပေါင်းဆောင်ရွက်ဖို့ရှိရဲဆိုရင်တော့ခဏရက်ထားဖို့လိုအပ်ပါတယ်။เนาะဒီကာလကိုကြော်ဖြတ်ပြီးမှလာပြန်တဲ့အသစ်စတင်တာမျိုးတွေကပို့ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့ဒီကာလလေးမှာကို့အနေနဲ့ဒီလိုနေသားမျိုးတော့မဟုတ်ဘူး။တောက်ကြ၊ကြာတာပတိ စနေဆိုရင်တော့ရပါတယ်စနေစနေချင်းလည်းအကျိုးပေးပါတယ်တောက်ကြတာတာပေးသားသမီးဆိုလည်းအကျိုးပေးပါတယ်ဒီလိုနေသားသမီးမျိုးနဲ့ဆက်သူစည်းဝါးတွေပူပေါင်းဆောင်ရွက်မှုတွေအောင်မြင်တတ်ပါတယ်စနေသားသမီးတွေဒီ17လပိုင်းမှာလူမှုရေးကိစ္စတွေအသင်းဖွဲ့ကိစ္စတွေဝင်မပါပါနဲ့ဝင်ပါလို့မရပါဘူးကိုဘလောက်ပဲစေတနာထားထားထင်လွဲစရာတွေစိတ်ဝမ်းကွဲစရာတွေတွေ့ကြုံရမှာဖြစ်ပါတယ် ဖွဲ့စည်းတဲ့မှာဘယ်ဖွဲ့ပြီးဆိုကိုကကိုရဲ့နာမည်ကုန်တရင်းနေခိကိုက်စီတက်ပါတယ်။ဒါကြောင့်အတင်းအဖွဲ့တွေနဲ့မပြုတ်လို့ကိုလိုအပ်ပါရင်နောက်တစ်ခုကကြတော့ဒီကာလမှာစနေသားသမီးကကံကအပြောင်းလဲခြင်းပြောင်းလဲတဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့ ကိုကအကြံပေးလိုက်ရင်တစ်ဖက်လူကအောင်မြင်သွားတာမျိုးကဒီကာလမျိုးဖြစ်ပါတယ်။နေထိုင်မကောင်းတဲ့လူကိုကိုကစေးဝါးတက်စာလှူဒန်းပေးလိုက်တယ်။နော်စေးလေးတစ်ခုခုကိုဝယ်ပြီးတော့တိုက်လိုက်တယ်။အဲ့ဒီမှာအဲ့ဒီလူနာကဈာမကြီးကောင်းသွားတယ်။ဒီလိုကံမျိုးထဲမှာကြာရောက်နေခြင်းဖြစ်ပါတယ်။အဲ့တော့ကိုလက်နဲ့ထီသွေးသမျှကိုရဲ့ပါဇက်ကလည်းပြောသမျှအောင်မြင်တဲ့ဩဇာအာဏာကြီး မြင်မာတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေအနီရောင်တွေအဝါရောင်တွေအစိမ်းရောင်တွေရှောင်ရမှာဖြစ်ပါတယ်အချီရင်းနဲ့ပတ်သက်ပြီးတော့စနေသားသမီးများကအောင်မြင်တဲ့အိမ်အောင်ရေးဆိုရင်လည်းအောင်မြင်တတ်ပါတယ်အချီရင်းနဲ့ပတ်သက်ပြီးတော့လည်းဝန်တာစရာတွေတည်င်းကောင်းနေကြမယ်နော်ကိုချစ်မဲ့ကိုတန်ဖိုးထားတဲ့လူကိုတကယ်ချစ်တဲ့လူ တွေ့ရမယ်အိမ်တော်ကြီးမှာဆိုရင်လည်းအရင်ကတည်းကကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပုံမှာပို့ပြီးတော့ကောင်းမွန်စွာဆက်ဆံလာတာမျိုးတွေတွေ့ရတတ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှ သိတာငွေကြေးပိုင်းမှာလည်းကွာကံကောင်းနေရတတ်ပါလေလက်ထက်မှာလုံးဝပတ်စံမရှိဘူးဆိုရင်တော့မှကိုယ်ငွေကြေးကြီးကုညီမဲ့လူကြီးပေါ်လာတာမျိုးတွေကဒီလိုကိန်းဒီလိုကာလဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေကဒီကာလမှာယာတူးတိုးမယ်အလုံးကိုင်းနေကောင်းမွန်မယ် ပညာရေးတွေအောင်မြင်တတ်ပါတယ်လူကြည့်လူခင် ပေါ်များမယ်အပြိုလူပြိုဆိုရင်အိမ်တောင်ကြခင်ရှိပါတယ်အဲ့တော့ဖျားဝခီးတွေတွားရတတ်တယ်ပျော်ပွဲရှင်ပွဲတွေတွားရတတ်ပါတယ်သနေသားသမီးတွေပြောရမယ်ဒီကာလမှာဆိုရင်လုပ်ငန်းတည်တည်စတင်တာမျိုးတွေအလုပ်တိတ်ကိုရှောက်တာမျိုးတွေ ရရှိတတ်ပါတယ်အလုံးပြောင်းနေရပြောင်းနေကောင်းတယ်ရာဒူးတိုးဖို့ရှိတယ်နာသာတိုးဖို့ရှိတယ်အလုံးနဲ့ပတ်သက်ပြီးရှောက်ထားတဲ့နေရ အလုံးနေရရရှိတတ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကဒီကာလလေးမှာမိမိတို့အနေနဲ့မျက်စွာဖျားရှင်ကိုမိမိတို့တရက်မှာစေဝါတ္တစာကတ်လို့ပြီးနောက်တရက်မှာအဲဒီစေဝါလေးကိုနေတိုင်းမကောင်းတဲ့လူတို့ဦးဦးကိုပြန်လဲပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ် ဲ့တော့စနေသားသမီးတွေဒီကာလမှာဆိုလို့ရှိလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီကားမရှိသေးတဲ့ကားနဲ့ပတ်သက်တာတွေအကျိုးပေးတယ်နော်ကားတိတ်လဲမာတွေကားတိတ်ဝယ်ယူတာမျိုးတွေကောင်းတယ်အိမ်ချမ်းမြေလုပ်ငန်းမျိုးတွေအောင်မြင်တတ်တယ်အဲ့တော့စနေသားသမီးတွေအထူးအားဖြင့်ကစိတ်သားရှောင်ဝါမှာဖြစ်ပါတယ်စိတ်သားလုံးဝမစားပါဘူးဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်မယ်ဆိုရင်2ရက်3ရက်4ရက်16ရက်12ရက် အဲ့ဒီရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်ပါသိကြပါအောင်မြင်တတ်ပါတယ်။ဟုတ်ဘူးเนาะဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်2ရက်3ရက်4ရက်12ရက်16ရက်ဒီမှာလုပ်ပါအောင်မြင်ပါတယ်။အဲ့တော့စနေသားသမီးတွေကျွန်မအနေနဲ့ဒီကတစ်ခု အသက်35နှစ်ရောက်နေတဲ့စနေသားသမီးများအခုဗီဒီယိုလိုင်းလေးကိုကြည့်ရှုနေရဆိုရင်မိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့ဆုံးဖြတ်ချက်တွေမှားယွင်းမှုကြောင့်စီးပွားရေးတွေကျသွားတာမျိုးတွေလက်ရှိအလုပ်ကနေပြီးတော့မှအလုပ်ပြုတ်သွားတာမျိုးတွေအလုပ်နေရပြောင်းရွှေ့ခြင်းခံရတာမျိုးတွေအလုပ်လက်မဲ့ဖြစ်သွားတာမျိုးတွေ35နှစ်မှာကျုံ့ဝတ်တက်ပါတယ်အဲ့တော့ခိုင်ရန်ဖြစ်ပွားတက်ပါတယ်ခဏခဏကိုယ်ပေါ်မှာရန်ပြုတ် တဘောမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ဒီ35နှစ်မှာကိုကအမှုဖြစ်နေတယ်လို့ကိုကြီးလုံးဝမပေးပါနဲ့။အိမ်တော်ရှိသူလို့ဆိုရင်တော့ဒီကာလမှာစကားမများရအောင်စင်ကြင်ပြီးနေရမယ်။ကဲငွေကြေးကိစ္စတွေကူညီမယ်ဆိုရင်လည်းဒီကာလမှာလုံးဝမကူညီပါနဲ့။နော်။ပြောချင်တာကတော့ဒီကာလမှာစိတ်တိုင်းနဲ့လုံးဝမစားပါနဲ့။အဲ့တော့ကို့အနေနဲ့အညံ့နေပြပြောက်ချင်နေဆိုရင်တော့ မြတ်စွာဘုရားရှင်ရင်ဘတ်တော်မှာရွှေချပြီးပါနီးနေမနဲ့ပိုင်းပြီးပါเนาะပြီးရက်သက်စီလှူပြီးပါ 35လဲပေါ့ရက်က35လဲအသက်35နှစ်ရှိတဲ့စနေသားသမီးဆိုရင်ရက်35လဲအသက်28နှစ်ရှိတဲ့စနေသားမျိုး28လဲကိုသူတို့ရဲ့မွေးနေ့တောင်းမှာကိုစားလှူဒန်းပေးလဲရတယ်ကိုကိုယ်တိုင်လှူလဲရတယ်အဓိကပြောချင်တာကြတော့ကြာပန်းအဖြူရောင်တွေ့တယ်ဆိုလို့ရှိရင်တော့လှူဒန်းပေးပါမကြာခဏကြာပန်းလေးလှူပြီးတော့တာဆူတောင်းပေးပါရွှေရောင် နော်ထီးနှစ်လက်ကရွှေထီးနှစ်လက်ကိုတက်ချေကက်ကလေးဒီလိုမျိုးလေးလုပ်ပြီးွားမြတ်စွာဘုရားရှင်ကိုပူပါဒါဆိုရင်ဒီကာလမှာစနေသားသမီးကြီးကံကောင်းသွားမှာဖြစ်ပါတယ်အဲ့တော့အင်တာဗျူးဖြည့်ဆိုတဲ့အခါမှာစာမွေးဖြည့်ဆိုတဲ့အခါမှာမိမိတို့အနေနဲ့ဒီကာလလေးမှာအထူးဂယုဆက်ရမှာကဒီဗုဒ္ဓဘူးနေ့ညနေ3:00အင်းလုံး အကြီးတလုံးပေါ့နော်တက်ကြီးရွယ်ကိုအဖိုးအပွားတက်ရောက်ပေါ့ကိုအိမ်နီးနားမှာရှိတဲ့အတော်ကြီးအန်တီကြီးပေါ့ပေးလိုက်ပါဝယ်ပြီးတော့မှပေးလိုက်တာမျိုးပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အလုပ်အကိုင်းကြီးအိမ်ကိစ္စတွေအခက်ခဲတွေကစင်ကြီးသွားပါလိမ့်မယ်အဲ့တော့စနေသားသမီးများဒီကာလမှာနုပညာရှင်တွေဆိုရင်တော့အဆက်အသွယ်ကောင်းနေရမယ်ကိုယ့်ရဲ့နာမည်တွေကစက်တလာပိုင်းမှာပို့ပြီးတော့လူသိများလာမယ် ကိုယ့်ရဲ့အမှုပညာလုပ်ငန်းတွေလည်းပို့ပို့ပြီးတော့လုပ်ကံရတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကာလမှာအုံညော့15ညော့ကိုယ့်ရဲ့တေဇအရက်ဌာနမှာပန်းအိုးထိုးပြီးတော့လှူဒါန်းထားလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့ဖုံးကံလေးတွေမြင်ပြီးတော့မှ ကံကောင်းသွားပါလိမ့်မယ်။ကဲစနေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေ။စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒဖြင့်ဝန်ဆောင်ကြပါစေ။